ကျွန်တော်တို့မန်စီးတင်းကိုတော့နောက်ထပ်ကစားသမားတစ်ယောက်ထပ်ရောက်ရှိလာခဲ့ပြန်ပြီဖြစ်တယ်။အဲ့ဒါကတော့ကျွန်တော်တို့မန်စီးတင်းလိုက်နေတဲ့ဝူရဲ့ဘယ်နောက်ခံကစားသမားနိုရီပဲဖြစ်တယ်။အဲ့တော့နိုရီကတော့ကျွန်တော်တို့မန်စီးအတင်းက40မီလီယံနဲ့ဒါသဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်တယ်။အဲ့တော့စနေနေ့မှာစစ်စစ်မှုတွေကျွန်တော်တို့ဒါပြုတ်လောက်သွားမှာဖြစ်ပြီးတော့အဲ့နောက်မှာတော့ကျွန်တော်တို့ official ကြေညာတော့မှာပဲဖြစ်တယ်။အဲ့တော့နိုရီကကျွန်တော်တို့ဒါပြီးခဲ့တဲ့ရာထဲမှာဆိုရင်ဝူရဲ့အကောင်းဆုံး ကစားမရတဲ့တယောက်ပါဝင်ဖြစ်တယ်အဲ့တော့ပရီးမီးယံပရီးမီးယားလိမှာလည်းဒါကစားပြီးတော့ခြေစွမ်းပြထားတာဆိုတော့မန်စီးအတင်းမှာအန်ဝင်ဖို့အတွက်အချိန်ကြာကြီးယူရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့နိုရီယိုညီကိုတို့ခေါ်ယူနိုင်တဲ့ပေါ့ညီကိုတို့ဘယ်လိုမြင်လဲကြိုက်ကြရလားကျွန်တော်တော့တော်တော်တဘောကြတယ်ဗျာနိုရီယားကျတော့ ဘလိုမျိုးအရင်ပြည်ပြည်လွတ်လွတ်ကစားတဲ့အထက်မှာမပါဘူးဗျာဒါပေမဲ့ဒါသူ့ရဲ့ဘောလုံးအောင်အောင်နဲ့ dribbling တွေလုံနိုင်စွမ်းကဘလိုပြောရမလဲပက်စင်းနေပိုင်ပေးနိုင်စွမ်းကတော်တော်ကြီးကိုကောင်းတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်။ Nori ပွဲတွေတော့ကျွန်တော်တခြားတော့စောင့်မကြည့်ဘူးပေါ့နော်ဒါပေမဲ့ဒါ highlight တွေကြည့်ပုံရတော့တော်တော်ကြီးကောင်းတယ်လို့ပြောလို့ရရဗျအဲ့တော့ကျွန်တော်တို့ Nori ရောက်လာပေါ့ညီကိုတို့ဘလိုမြင်လဲတစ်ချက်လောက် comment မှာရေးခဲ့ပြကြပါဦး